အားလုံးပဲမင်္ဂလာပါရှင်။စောစောမြန်မာချန်နယ်မှအကြိုဆိုပါရယ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ကစိတ်ဆိုးလင်းကြုံတွေ့ရမည့်အရာများအကြောင်းပဲဖြစ်ပါတယ်။တိုက်ဆက်များစုဟာမိမိကိုယ်ကိုတိုက်ဆက်ဆိုတာမသိခင်ကာလမှာအ ਨੇ နဲ့အများအမှားများပြုလုပ်တတ်ကြပါတယ်။မသိခင်ကာလမှာကျူးလွန်မိပုံတွေကတော့အိမ်အောင်ရေးခွင့်မပြုထားသူတိုက်ဆက်ဟာအိမ်အောင်ပြုမိခြင်း မြည်သည့်တိုက်မှန်ရရရရမသိရတော့လဲတိုက်ပွဲလူချင်းမှုများလှုပ်ခြင်းတားမြစ်ထားသောအသားကြီးများတေးရီများတောက်တုံမိခြင်းနိုင်ငံရဲ့ဈာနေထိုင်ရန်ခွင့်မပြုထားသူက သွာလာနေထိုင်မိခြင်းစသည့်ဖြင့်တိုက်ကတားမြစ်ထားတာတွေအမျိုးမျိုးရှိတတ်ပါတယ်။သို့ပေမဲ့မိမိနေဖြင့်အာမန်အားဖြင့်မိမိကိုမိမိဘာမှမသိတဲ့အတွက်ဓာရီကို နားမလဲပဲတားမြစ်ချက်တွေဂရီတစ္ဆာတွေပေါက်ကြိုးမိခဲ့သော ချက်ချင်းပင်လျင်နမိတ်များပြလာတတ်ပါတယ်။နိုင်ငံသားမှာအလုံးမရခြင်းရသောအစဉ်မပြေခြင်းစက်မာရေးချို့တဲ့ခြင်းအိမ်တော်ပြည့်ရန်ရွယ်ထားပြီးပြက်စီးခြင်းစက်မာရေးဖောက်ပြန်ခြင်း စကားများရန်ဖြစ်ခြင်းအိမ်တော်ပြုတ်ပြီးတော့လဲအိမ်တော်ရေးအစင်မပြေခြင်း စီးပွားရေးကြဆင်းကလူမှုရေးမိသားစုရေးပြဿနာများ မကြခဏဖြစ်ရပြီးစိတ်ပူပန်မှုတွေများလာခြင်းအိမ်မက်ထဲတွင် တိုင်းမလာရောက်၍ပြန်လာခဲ့ဖို့ခေါ်တာမျိုး နန်းဆောင်ကြီးတွေဖျားတွေလှိုင်ကူနန်းတွေရေအောက်တွေတောကြီးတဲတွေအစသဖြင့်ခေါ်သွားခြင်းရောက်သွားခြင်းမွေများ ရေများငကားများမြင်မှတ်ခြင်းစသည်ဖြင့်အမျိုးမျိုးနမိတ်ပြကအတိတ္တိပေတကြပါတယ်ဒါကတော့ပြင်ဆင်နိုင်အောင်မိမိအတိတ်ဘဝကိုပေါ်လွင်အောင်သိစေအောင်နှိုးဆော်ကြခြင်းဖြစ်ပါတယ်ထိုကတိုက်နဲ့ပတ်သက်လို့စစ်စေမြင်မြန်ပြီးလိုအပ်တာတွေဆောင်ရွက်ကြရပါမယ်။ ။သို့ပေမဲ့လုံတာလုံရတာမတိုးတက်မထူးကြတာပဲပိုဆိုးတာမျိုးတွေရှိတတ်ပါတယ်။အဲ့ဒါဆိုရင်တော့ကြိုက်မှားပြီးပြုလုပ်မိတာမျိုးအဆက်အွယ်မှားပြီးပြုလုပ်မိတာမျိုးတွေကြောင့်သာဖြစ်ပါတယ်။အမေကျော်တွေးတော်လွန်အဖြစ်မျိုးဆိုရင်တော့တကယ်အစစ်မှန်တိုက်အနွယ်ကစိတ်ဆိုးအမျက်ဝင်ကြပြီးတိုး၍ထန်ပေးတတ်ကြပါတယ်။တချို့တိုက်မှားပြီးလှုပ်လိုက်ကြတယ်ပိုးပြီးဆိုးလာကြတယ်။ဒါကြောင့် ိုက်စစ်တဲ့အခါတိကျဖို့လိုအပ်ပါတယ်အမတန်အရေးကြီးပါတယ်တိုက်မှားခဲ့ရင်အပေါ်ကအပြစ်ဒဏ်တွေထက်ပိုကြီးပြီးပိုစိတ်ဆိုးတက်ကြသလိုမိမိအနေနဲ့လည်းပိုအဆင်မပြေဖြစ်တတ်ပါတယ်ဒါကြောင့်မိမိအနေနဲ့တိုက်စစ်ဖို့လိုအပ်ပါတယ်တိုးပေမဲ့တိုက်မှန်အောင်စစ်ဆေးနိုင်တဲ့ဆရာနဲ့တွေ့ဖို့ကလည်းအရေးကြီးပါတယ် နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဉာဏ်မှခြင်းနဲ့ပြည့်စုံပါစေ။ဘုသူရာကြာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် Channel ကို Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ Notification Bell လည်းနှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။